ခုတစ်ခေါက်မှာတော့နှုတ်သမိုင်းရာဇဝင်တွေရဲ့ကျောက်ဆယ်မြို့ရဲ့အမတ်သားဖြစ်တဲ့ကျောက်တက်တာစီဒီကိုထိမ့်သိမ့်ကျင်သူတွေနဲ့လူအသက်ကိုပိုတံမိုးထားတဲ့နယ်ဆိုသူတွေကြားဝိဝါဒကွဲပြားနေပြီးဘာတွေဆက်လုပ်မလဲဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မန္တလေးတိုင်းကျောက်ဆယ်မြို့လို့ပြောလိုက်ကြတာနဲ့ကျောက်တက်တာစီဒီကိုတွဲမြင်ကြတဲ့အထိအထင်ကရရှိခဲ့တဲ့နေရာဟာ မတ်လ28ရက်အင်အားပြင်းငလင်လုတ်ခတ်ပြီးနောက်ပိုင်းမှာ30ဒီဂရီလောက်ထိတိမ်းဆောင်းသွားပါတယ်။ကျောက်ဆယ်မျိုးရွှေတာလျောင်းဖျားတည်ထားတဲ့ရွှေတာလျောင်းတောင်ပေါ်ရဲ့မြေနေရာ3ပုံ2ပုံလောက်မှာကျောက်တစ်တာစီရှိနေတာဖြစ်ပါတယ်။ပြင်းအားခွန်လက်တသမခွန်အဆင့်ရှိတဲ့စကိုင်းပြည့်၍ငလင်လုတ်ခတ်ချိန်မှာစီရီရဲ့အောက်ခံကျောက်သားတွေပြိုကျပြီးကျောက်တစ်တာကြီးတိမ်းဆောင်းသွားခဲ့တာပါ။လူမှုကွန်ရက်မီဒီယာတွေမှာပြန့်နှံ့လာတဲ့ဗီဒီယိုတွေရ ကြောက်တက်တာကြီးကအောက်ခံကြောက်တုံးတွေပေါ်ကနေစောင်းကြနေတာကိုတွေ့ရပါတယ်။ကြောက်တက်တာခေါ်ကြောက်တုံးကြီးပြုတ်ကျမဲ့အခြေအနေတွေကြောင့်ဒေသခံတွေရဲ့အသက်အန္တရာယ်ဆုံးရှုံးထိခိုက်နိုင်တယ်လို့လဲမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကတတိပေးခဲ့ကြပါတယ်။ကြနိုင်တဲ့လမ်းကြောင်းမှာရှိတဲ့စုကြီးရက်ကွက်လေးမျက်နာဖျားဇေးလန်းရွှေသာလောင်းတောင်ကြီးနဲ့မင်းရဲ့မြောင်နဲ့နမိတ်ထဲကပြည်သူတွေကိုဧပြီ3ရက်ကစလို့အရေးပေါ်ပြောင်းရွှေ့ခိုင်းခဲ့တာဖြစ်ပါတယ်။ အနေရရှိတဲ့ကြောက်တုံးကြီးအားဖောက်ခွဲဖြက်စီးနိုင်ရေးတာဝန်ရှိသူတွေအနေနဲ့စီမံဆောင်ရွက်လျက်ရှိပါကြောင်းနဲ့အနေရကိရှင်းချိန်အားထက်မှန်အတိပေးထုတ်ပြန်သွားမယ်လို့ကြောက်စဲမျိုးအုတ်ချုပ်ရေးအဖွဲ့တွေကအတန်ချက်ဆက်နဲ့လိုက်လံအတိပေးတာကိုလည်းပြန့်နှက်လာတဲ့ရုပ်တံဖိုင်တွေမှာတွေ့ရပါတယ်။တခြားနေရာကိုပျောက်ရွှေ့စရာနေရာမရှိတဲ့သူတွေကိုဖောင်ရွာရက်ွက်ဝေဘူးချောင်းဓမာယုံနဲ့ဇရက်တွေမှာကယ်ဆယ်ရေးစခန်းဖွင့်ထားပြီးပျောက်ရွှေ့ထားကြပါတယ်။ ရွှေသာလျောင်းတောင်ရဲ့အမြင့်ပေ350ဝန်းကျင်မှာရှိနေတဲ့ကျောက်တက်တာရဲ့အောက်ခြေမှာလဲအကာအကွယ်ရလို့ကြီးကြီးမားမားရှိမနေပဲရွှေမုတ်သောစီဒီမြို့မစင်းနဲ့နေအိမ်တွေသာရှိနေတာပါကျောက်တုံးလိမ့်ကြနိုင်တဲ့နေရာတွေကိုလည်းအနေရဲဆုံးအဖြစ်သတ်မှတ်ထားကြပြီးတာဝန်ရှိသူတွေကလွဲလို့အုတ်ချုပ်ရေးအဖွဲ့တွေကဘသူ့ကိုမှပေးမဝင်တော့ပါဘူးကျောက်ဆယ်မြို့မစင်းလဲပိတ်ထားပါတယ်ငလင်တန်ကျောက်တိမ်းဆောင်းနေတဲ့တောင်ပေါ်ကကျောက်တက်တာကြီးဟာ နေအိမ်တွေရဲ့အပေါ်စီးကနေဘဲအချိန်မဆိုအချိန်နဲ့လိမ့်ကြလာနိုင်တဲ့အနေရကလည်းဒေသခံတွေအတွက်တွေးပြီးရင် ထိတ်เสียဖြစ်နေကြပါတယ်။ကြောက်တက်တာပြူနိုင်တဲ့လမ်းကြောင်းအောက်မှာရှိနေတဲ့တချို့အိမ်တွေကလည်းငလင်တန်ကြောက်ပြူကြပျက်စီးတာတွေရှိနေတယ်။တချို့ရိုင်သွားတဲ့အိမ်တွေကလည်းနေလို့မရတာကြောင့်ကြောက်တက်တာကြီးပြူကြမှာဆိုးတာနဲ့ရောပြောင်းကုန်တာတွေလည်းရှိတယ်လို့ကြောက်ဆယ်မျိုးကအသက်30ကျော်အရွယ်ဒေသခံအမျိုးသားတစ်ယောက်ကပြောပါတယ် ကျောက်ဆယ်မြို့ဟာဗုဒ္ဓဘာသာထွန်းကားပြီးယဟန်တန်ကတော့ကြီးတွေရဲ့မိတ်ဆွေချက်တွေကိုလေးစားလိုက်နာကြသလိုရိုးရာဓလေ့ပေါ်ယုံကြည်သက်ဝင်ကြသူတွေလည်းရှိကြပါတယ်။ငလင်တန်တင့်ပြီးချိန်ကျောက်တုံးကြီးပြိုကျနိုင်တဲ့အနေရရှိနေတဲ့စုကြည်ရက်ွက်ထဲကိုလည်းဆရာတော်တွေကအနေရကင်းပရိတ်တွေရွတ်ဖတ်ကြပါတယ်။တန်ဃာတွေနဲ့အုပ်ချုပ်ရေးအဖွဲ့တွေကကျောက်တုံးကြီးဖောက်ခွဲရင်ထိခိုက်မှာစိုးလို့ပွဲတွေပေးတယ်။ တချို့ဖုန်းကြီးတွေကမလုတ်တင်ဘူးကြောက်စက်သမိုင်းပြောက်သွားလိမ့်မယ်ဆိုပြီးမိန့်ကြတယ်။ကြောက်တစ်တာကြီးကိုမဖြိုနဲ့ပေါ့အနေရကင်းအောင်ပြုပြင်ပေးပေါ့လို့အသက်60ကျော်အရွယ်ဒေတာခန့်အမျိုးသားတယောက်ကပြောဆိုကြောင်း BBC သတင်းမှာဖော်ပြထားပါတယ်။ကြောက်တက်တာဆိုတာက၄ထောင်ဆဆန်နဲ့ရွှေရောင်ဆေးတုပ်ထားတဲ့တဘာဝကြောက်တုံးကြီးရဲ့အပေါ်မှာဈေးဒီတစုတည်ထားတာဖြစ်ပါတယ်။ဒါပေမဲ့ကြောက်ဆက်မျိုးခန့်တွေမှာတော့ ဒီတိတ္တပုံစံဖြစ်နေတဲ့ကြောက်တုံးကြီးထဲမှာနောက်ပွင့်မဲ့ဖရားတွေကိုလှူဒန်းဖို့အဋိဌံပြုထားတဲ့ရွှေငွေရတနာတွေရှိတယ်လို့နှုတ်ပြောရသဝင် ရှိနေကြတာပါဒါအပြင်စာရေးဆရာကြီးမင်းတိန်ကရဲ့ဝတ္ထုရမနုစာရီမင်းသမီးရဲ့လက်တဖက်ကိုအဲ့ဒီကြောက်တတာထဲမှာဝတ်ထားပြီးသူ့ချစ်သူကပြန်ဆက်ပေးဖို့စောင့်နေတယ်လို့လည်းရေးသားထားတဲ့အတွက်ဒီရသဝင်တွေပေါ်ဒေတာခန့်တွေကတံမိုးထားကြပါတယ် ကျွန်တော်တို့ငငယ်ကလေးကညဘက်အိပ်ရာဝင်ပြီဆိုကြောက်တတကြီးတဲ့ကရွှေငွေတွေကို ပွဲလန့်တပင်ရှိရင်လူတွေကငှားဝတ်တယ်အဲ့ဒီတော့ကတီလာတမာတိရှိတော့ပြန်ပေးကြတယ်ပေါ့နောက်တော့လူတွေကပြန်မပေးကြတော့ကြောက်တတကြီးကပိတ်သွားတာဆိုတဲ့ပုံရင်တွေနဲ့အိတ်ခဲကြရတာလို့ကြောက်ဆယ်မျိုးမှာမွေးဖွားကြီးပြင်းခဲ့သူလူငယ်ဒေတာခန့်တူကပြောပါတယ်ဒါအပြင်ကြောက်တတကြီးပွင့်နေချိန်မှာနွားကြောင်သားတယောက်ကရွှေငွေရတနာတွေကိုမြင်သွားပြီး လောဘစိတ်ကြောင့်ယူမိရင်တက်တာပြန်ပိတ်သွားလို့လက်တစ်ဖက်ပြက်ကျန်ခဲ့တယ်ဆိုတဲ့ယုံနှန်းစကားတွေလည်းရှိနေကြပြန်ပါတယ်။ဒီလိုပဆက်ရာဇဝင်တွေကြောင့်လေကြောက်တက်တာကြီးကို မိုင်းနဲ့ဖောက်ခွဲလိုက်ရင်ရွှေတွေကျလာမှာလား။မနုဆာရီရဲ့လက်တစ်ဖက်ထွက်လာမှာလား။နွားကြောင်သားရဲ့လက်လားဆိုပြီးအရှုံးဖောက်တဲ့မှတ်ချက်တွေကိုလည်းလူမှုကွန်ရက်မှာရေးသားထားကြပါတယ်။မြန်မာနိုင်ငံမြင်းကလေးကော်မတီရဲ့ဒုတိယဥက္ကဋ္ဌလည်းဖြစ် ဘူမိပညာရှင်လည်းဖြစ်တဲ့ဦးစောထွေးစောကဒီကြောက်တုံးရဲ့အသွင်တဏ္ဍာန်ကိုကြည့်ပြီးအနေရရှိမရှိစနစ်တကျစစ်ဖို့လိုတယ်လို့အကြံပြုထားတာတွေ့ရပါတယ်။ drone တုံးပြီး 3D စကန်ဖတ်တဲ့ဤပညာနဲ့ကြောက်တုံးရဲ့အပေါ်မှာရှိနေတဲ့မြေပြင်အခြေအနေကို စစ်ဆေးသင့်ပြီးအဲ့ဒီကရတဲ့အချက်လက်နဲ့ကြောက်တုံးရဲ့တည်ငြိမ်မှုအခြေအနေညီညာချက်စတဲ့အခြေအနေတွေကို တိတိကျကျစစ်ဆေးဖို့ပြောပါတယ်။အဲ့ဒီကရတဲ့အချက်လက်တွေနဲ့လုံခြုံမှုမရှိအနေရရှိတယ်ဆိုရင် ကျောက်တုံးအောက်ကရက်ွက်တွေကမိသားစုတွေနဲ့အိမ်တော်စုတွေကို အထူးသတိပေးဖို့လိုတယ်လို့မှတ်ချက်ပြုပါတယ်။တောင်ပေါ်ကနေပြုတ်ကျလူနီပါဖြစ်နေတဲ့ကျောက်တစ်တာစီတီတာအောက်ကိုကျခဲ့ရင်အနေရများတာကြောင့်အစောပိုင်းမှာမိုင်းခွဲဖြက်စီးဖို့မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေကစီစဉ်ခဲ့ကြပေမဲ့ဒီရက်ပိုင်းမှာတော့မိုင်းခွဲမဖြက်စီးတော့ပဲပြန်ပြုတ်ပြင်မယ်ဆိုတဲ့အစီအစဉ်ကိုပြောင်းလိုက်ကြပါတယ်။မဖြိုချဘူး။စောင်းနေတာကိုနောက်ကနေပြီးတော့ကြောက်တုံးနဲ့ချုပ်ဖို့လုပ်ထားတယ် စိတ်ချရတဲ့အနေထားဖြစ်အောင်ပေါ့ပညာရှင်တွေနဲ့တိုင်ပင်ပြီးမှဆောင်ရွက်မှာပါလို့ကျောက်ဆယ်မျိုးမိသက်ဦးစီးဌာနတာဝန်ရှိသူတယောက်ကပြောဆိုကြောင်းတင်ဆက်လိုက်ရပါတယ်